အလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ကွန်ပျူတာအသုံးပြုတဲ့သူတွေအတွက်အသုံးဝင်ပြီးတော့လူသိနေတဲ့ shortcut လေးတွေကိုပြောပြချင်ပါတယ်ကျွန်တော်ပထမအသုံးပြောပြချင်တဲ့ shortcut လေးကတော့ Windows M ဖြစ်ပါတယ်အဲ့တော့ဒီ shortcut လေးကိုဘယ်နေရာမှာအသုံးပြုလဲဆိုရင် ကျွန်တော်တို့တွေကဥပမာ Microsoft Word တို့ Excel တို့ပြီးရင် notepad တို့ပေါ့နော်အဲ့လိုမျိုး software တွေကိုအများကြီးဖွင့်ထားတယ်ပြီးတော့ software တွေကိုအများကြီးဖွင့်ထားပြီးတော့ကိုကသူတို့ကို minimize ချဖို့လိုအပ်လာတဲ့အခါမှာကျွန်တော်တို့တွေကလိုမျိုးတစ်ခုချင်း minimize ချလေးရှိပါတယ်အဲ့တော့အဲ့လိုမျိုး minimize မချခြင်းပဲနဲ့ကိုဖွင့်တဲ့မြန် software အလုံးကိုတစ်ခါရင်းနဲ့ minimize တန်းပြီးတော့ကျသွားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က Windows M ကိုအသုံးပြုပါတယ်။ဒါဆိုရင် Windows M ကိုနှိပ်လိုက်တာနဲ့ကိုဖွင့်ထားတဲ့မြန် software အလုံးက မီနီမိုက်ကြတော့မှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ပြောပြချင်တဲ့ short cut တစ်ခုကကြတော့ window d ဖြစ်ပါတယ်သူ့ကိုကြတော့ဘယ်နေရာမှာအသုံးပြုလဲဆိုရင်ကျွန်တော်တို့တွေကဒီလိုမျိုး software တွေကိုအသုံးပြုနေရင်ね desktop ပေါ်ကိုပြန်သွားဖို့လိုအပ်တဲ့အခါမျိုးမှာ window d ကိုအသုံးပြုလို့ရပါတယ်အဲ့တော့အဲ့လိုမျိုး window d ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့အသုံးနေတဲ့ software ကနေပြီးတော့ desktop ပေါ်ကိုရောက်တော့မှာဖြစ်ပါတယ်ကိုက software သုံးနေရင်းနဲ့ desktop ပေါ်ကိုပြန်ကြည့်ဖို့ဖြစ်ဖြစ်တခုခုတွားယူဖို့ဖြစ်ဖြစ်လိုအပ်တဲ့အခါမှာ window d နဲ့ desktop ပေါ်ကိုတွားလို့ရပါတယ်နောက်ထပ်ပြောပြခြင်းနဲ့ဒီတစ်ခုကကြတော့ကျွန်တော်တို့ကဒီလိုမျိုး software လေးတွေကိုပေါ့နော် software ကိုနှိပ်ပြီးတော့မဖွင့်ဘဲနဲ့ level လေးတွေသတ်မှတ်ပြီးတော့ဖွင့်နေနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကိုဖွင့်ခြင်းနဲ့ software လေးတွေကိုဒီ test bar ပေါ်မှာတင်ထားရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့အခု Microsoft Word ရယ် Excel ရယ် Notepad ရယ်ဒီ File Explorer ရယ်ကို level လေးတွေနဲ့ဖွင့်ပြမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီရှေ့မှာပါတဲ့ feature လေးတွေကတော့ဒါ Windows ကပါတဲ့ feature ပေါ့နော်။ဒီနောက်မှာ Microsoft Word Excel Notepad ပြီးတော့ File Explorer ဒါတွေအားလုံးကကြတော့ကျွန်တော်တို့ကကိုယ်တိုင်ဒီဆွဲပြီးတော့ဒါ test bar ပေါ့ကိုတင်ထားတာဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုး software လေးတွေကိုဖွင့်ကျင်တဲ့အခါမှာကျွန်တော်တို့က software ကိုနှစ်ချက်နှိပ်ပြီးတော့ဖွင့်ကြရမလို့ပဲနဲ့ နံပါတ်တွေနဲ့ဖွင့်လို့ရပါတယ်အဲ့တော့ဒီရှေ့ပိုင်းကဟာတွေက Windows ကပါတဲ့ feature တွေဖြစ်တဲ့အတွက်ကျွန်တော်တို့စပြီးတင်ထားတာကဒီ Microsoft Word ကပေါ့နော်ဒါကြောင့်မလို့ Microsoft Word ကိုနံပါတ်1 Excel ကိုနံပါတ်2 File Explorer ကို sorry Notepad ကိုနံပါတ်3 File Explorer ကိုနံပါတ်4ဆိုပြီးတော့ဥမာ Photoshop တို့ AI တို့ကလည်းနံပါတ်5 6ပေါ့နော်အဲ့လိုမျိုးဒါသတ်မှတ်ထားတဲ့သဘောဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က Microsoft Word ကိုဖွင့်ကျင်တဲ့အခါမှာသူကကိုတင်ထားတဲ့ဒေကမှာပထမဆုံး software ဖြစ်တဲ့အတွက် Windows ရဲ့ number 1ရဲ့ကိုနှိပ်ပြီးတော့ Microsoft ကိုဖွင့်လို့ရပါတယ်အဲ့တော့80ကိုဖွင့်ခြင်းနေဆိုရင်တော့ Windows ရဲ့ number 2ရဲ့ပေါ့နော်ပြီးတော့ notebook ကိုဖွင့်ခြင်းနေဆိုရင် Windows ရဲ့ number 3ရဲ့ကိုနှိပ်ပြီးတော့ဖွင့်လို့ရပါတယ် File Explorer ကိုဖွင့်ခြင်းနေဆိုရင်တော့ Windows ရဲ့ number 4ရဲ့ပေါ့နော်စသဖြင့်နောက်မှဖွင့်ခြင်းတဲ့ software တွေကိုဒီလိုမျိုး shortcut လေးတွေကိုတုံးပြီးတော့ဖွင့်သွားလို့ရပါတယ်အဲ့တော့ဒီလိုမျိုးဟာတွေအကုန်လုံးဖွင့်ထားတဲ့ software တွေကို minimize ချခြင်းနေဆိုလို့ရှိရင် window ရဲ့အမြေကိုနှိပ်ပြီးတော့တခါတယ် minimize ချလိုက်လို့ရပါတယ်ဒီနည်းလေးကတော့ကွန်ပျူတာအသုံးပြုနေတဲ့သူတွေအတွက်သုံးဝင်မဲ့နည်းလေးတစ်ခုဖြစ်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ